ူဗန်နိုရာဟာရာရီရဲ့21 lesson for 21st century ကိုဆရာတီဟဝေယံကဘာသာပြန်ဆိုထားပြီးဆရာထက်မင်းလင်ကတီးပြထားတဲ့20တရားစုအတွက်သင်ခန်းစာ21ချက်ဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆရာတို့နဲ့တကွာသက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်အပိုင်း21ပျောက်ဆုံးသွားသောစစ်အနိုင်တိုင်းဤအမှုပညာ21အရာစုမှာအင်အားကြီးနိုင်ငံများအနေနဲ့ အောင်မြင်တဲ့စစ်ပွဲတွေဆင်နွှဲဖို့အပေးကြောင့်တိလောက်တောင်ခက်ခဲလာရပါသနည်းအကြောင်းတကူကတော့စီးပွားရေးဒဏ္ဍာဥ္စာရဲ့သဘောတဘာဝပြောင်းလဲသွားခြင်းကြောင့်ပဲဖြစ်ပါတယ်ရှေးကမူစီးပွားရေးရဖို့တန်တဲ့ပစ္စည်းတွေကအများအပြားရဝိတုပစ္စည်းတွေဖြစ်ပါတယ်စစ်နိုင်ရင်ချမ်းသာလာဖို့ကိစ္စကအလွန်ရိုးရှင်းပါတယ် ရန်သူကိုတိုက်ပွဲမှာအောင်းနိုင်ရင်ရန်သူမျိုးကိုဖျက်ဆီးပြီးပစ္စည်းဥစ္စာတွေကိုလူရက်နိုင်မယ်။လူတွေကိုကျုံစည်းခွဲမှာရောင်းစားပြီးဖိုးတံနဲ့ဂျုံရင်းတွေရွှေရင်းတွေကိုသိမ်းပိုင်နိုင်မယ်။ရိုမန်များမှာဖန်ဆီးရမိလာတဲ့ဂရိနဲ့ဂေါ်တွေကိုရောင်းစားခြင်းအပြင်ချမ်းသာလာခြင်းဖြစ်ပြီးတော့19ရာစုအမေရိကန်တွေကလည်းကယ်လီဖိုးနီးယားမှာရှိတဲ့ရွှေရင်းတွေကိုသိမ်းပိုက်တာတက်ဆက်မှာရှိတဲ့နွားမွေးမြူရေးခြံတွေကိုသိမ်းပိုက်ခြင်းနဲ့ကြွယ်ဝလာခြင်းပဲဖြစ်ပါတယ်။သို့သော20ရာစုမှာဒီနည်းကမဖြစ်စလောက်တာအကျိုးမြတ်ရမှာဖြစ်ပါတယ်။ယနေ့ခေတ်မှာတော့စီးပွားရေးအရာ အဓိကတန်ဖိုးရှိတဲ့ပစ္စည်းများမှာရွှေတွင်းများ၊ဂျုံခွင်းများနဲ့ရေနံတွင်းများပင်မဟုတ်တော့ပဲပညာရပ်ပိုင်းဆိုင်ရာနဲ့ institution ဆိုင်ရာအသိဉာဏ်ပညာဖြစ်လာတယ်။အသိဉာဏ်ပညာကိုစစ်နိုင်ုံနဲ့သိမ့်ပိုင်မရနိုင်ပါဘူး။ IS Islamic State လိုမျိုးအဖွဲ့အစည်းနေဖြင့်ရှေ့လယ်ပိုင်းမှာရှိတဲ့ရေနံတွင်းတွေကိုသိမ့်ပိုက်ပြီးမြို့တွေကို မြေလံလူရက်ကပတ်စံရနိုင်ပါသေးတယ်။ IS မှာအီရတ်မှာရှိတဲ့ဘန်တွေကိုသိမ့်ပိုက်ပြီးဒေါ်လာတန်း 900ကျော်ရရှိခဲ့ပြီးတော့2015မှာရေနံရောင်းပြီးနောက်ထပ်ဒေါ်လာသန်း900ရရှိခဲ့ပါတယ်။သို့သောအမေရိကန်နဲ့တရုတ်လိုမျိုးအကြီးကအင်အားကြီးနိုင်ငံတခုအနေနဲ့ယင်းပမာဏကစာမဖွဲ့လောက်တဲ့ပမာဏပဲဖြစ်ပါတယ်။တရုတ်ပြည်ရဲ့နှစ်စဉ် GDP ကဒေါ်လာ trillion 20ရှိတာဖြစ်လို့မဖြစ်စလောက်ပမာဏဖြစ်တဲ့1 billion လောက်အတွက်နဲ့စစ်တိုင်မှာမဟုတ်ပါဘူးဒေါ်လာ trillion နဲ့ချီသုံးပြီး American နဲ့စစ်ဖြစ်လို့ရှိရင်လည်းရင်းစစ်စစ်ကိုပြန်ရအောင်တရုတ်အနေနဲ့ဘယ်လိုပြန်ရှာရမှာလဲ စစ်ပွဲများအကြောင်းထိခိုက်ပျက်စီးမှုများနဲ့ဆုံးရှုံးသွားတဲ့ဂုံတွယ်ရေးအခွင့်အလမ်းများကြီးအောင်ဘလို့ပြန်ရှာရပါမည်နီ။အံဝဲရတဲ့တရုတ်ပြည်ရဲ့ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA အနေဖြင့်ဆီလီကွန်တောင်ကြားဆီလီကွန်ဗယ်လီရဲ့ကြွယ်ဝမှုတွေကိုမြေလံလူရဲ့သိမ်းပိုက်ရပါမည်လို့ Apple, Facebook နဲ့ Google လိုမျိုး corporation ကြီးများမှာဒေါ်လာဘီလီယံနဲ့ချီပြီးတန်တာမှန်တော့လဲပဲ။၎င်းတို့ရဲ့ကြွယ်ဝမှုကိုအင်အားသုံးပြီးသိမ်းပိုက်လို့မရနိုင်ပါဘူး။ Silicon Valley မှာတူးစရာ Silicon တက်ထူတွေမရှိပါဘူး။ စစ်ပွဲကိုအာအာမြင်မြင်တိုက်ခိုက်နိုင်တယ်ဆိုပါကအနိုင်ရတဲ့သူကသီအိုရီသဘောတရားရတော့ကျိုးမြတ်ရနိုင်ပါသေးတယ်။နပိုလီယံကိုနိုင်ရပြီးတဲ့နောက်ဗြိတိန်လုပ်တယ်လို့မျိုးဟစ်လာကိုနိုင်ရပြီးနောက်အမေရိကန်လုပ်တယ်လို့မျိုးအနိုင်ရသူအနေနဲ့ကမ္ဘာကုံတော်ရေးစနစ်ကို၎င်းစိတ်ကြကျိုးမြတ်ရအောင်ပြန်လည်ပြင်ဆင်နိုင်တဲ့အနေအထားရရှိနိုင်ပါတယ်။သို့တော့၂၁ရာစုမှာ စီးရဲနီးပညာပြောင်းလဲမှုတွေကြောင့်ဒီလိုပြင်ဆင်ဖို့မလွယ်ကူတော့ပါဘူး။နျူကလ িয়ার ဗုံးကြကဘာစစ်ဖြစ်လို့ရှိရင်စီးရဲအာမြင်မှုဆိုတာဆင်းဆင်းတကဘာလုံးချီစုလိုက်ပြုံလိုက်ကိုကိုကိုတတ်သေးတာနဲ့အတူတူသာဖြစ်ပါတယ်။ဟီရိုရှိမာအလွန်ကာလမှာကဘာစူပါပါဝါတွေကတနိုင်ငံနဲ့တနိုင်ငံတိုင်းရိုက်စစ်ဖြစ်ခြင်းမရှိတော့တာက အကြောင်းမဟုတ်ပါဘူးရင်းတို့အတွက်အကျိုးစီးပွားအများအပြားမရှိတဲ့ပဋိပက္ခငယ်စားလေးတွေမှာပဲပါဝင်ပတ်သက်ပါတော့တယ်၎င်းပဋိပက္ခတွေကရှုံးကိုရှောင်ရှားဖို့နျူကလ িয়ার လက်နက်ကိုထုတ်သွင်းရလောက်အောင်ကြီးကျယ်တာလည်းမဟုတ်ပါဘူးအမှန်စစ်စစ်အားဖြင့်မြောက်ကိုရီးယားလိုမျိုးဒုတိယဒဏ်ကြာနျူကလ িয়ার နိုင်ငံကိုတိုက်ခိုက်ရန်ပင်ဘယ်လိုမှအကြောင်းအခွင့်မသားတဲ့အခြေအနေဖြစ်ပါတယ် ခင်မိသားစုနေဖြင့်ဆစ်ရှုံတော့မဲ့ခြေနေကြုံလာရင်ဘယ်လိုတုံ့ပြန်မဲဆိုတာကိုတွေးကြည့်မယ်ဆိုရင်တော့ကြောချမ်းစရာပဲဖြစ်ပါတယ်။စိုက်ဘာဆစ်ပွဲတွေကလည်းနေချက်လိုသူများအတွက်ခြေနေကိုများစွာဆိုးရွားစေပါတယ်။ဗီတိုရီယာဘေးမာကြီးလက်ထက်မက်ဂဇင်းတနက်ခေတ်ကမူပြည်ထောင်စစ်တပ်အနေနဲ့မန်ချက်စတာနဲ့ဘာမင်ဂမ်မြို့တွေရဲ့လုံခြုံရေးအတွက်စိတ်ပူစရာမလိုဘဲနဲ့အဝေးတနေရာကတဲကန်နာရာတွေကယနေ့ခေတ်ဆူဒန်နဲ့အီရီထရီးယားမှာရှိနေတဲ့ဘေဂျာစစ်တီရောဖက်ဇီဝက်ဇီများကိုအစုလိုက်ပြုံလိုက်တပ်ဖြတ်လို့ရတယ်။ George W. Bush ခင်မာတောင်မှအမေရိကန်နေနဲ့ဘက်တက်တဲ့ဖာလူဂျာမှာထင်တိုင်းကျဲလို့ရပါသေးတယ်။ San Francisco နဲ့ Chicago ကိုလက်တော့ပြန်တိုက်ခိုက်ဖို့ရာအီရန်မှာနေလမ်းမရှိပါဘူး။သို့တော့ယနေ့ခေတ်မှာအမေရိကန်နေဖြင့်နိုင်ငံတစ်နိုင်ငံကိုတိုက်ခိုက်သည်ဆိုပါစို့ရင်းနိုင်ငံမှာ cyber လက်နက်ဖြင့်တုံ့ပြန်နိုင်စွမ်းအထိုက်လျောက်ရှိသည်ဆိုရင်မိနစ်ပိုင်းအတွင်းမှာပင်စစ်ပွဲကကယ်လီဖိုးနီးယားနဲ့အီလီနွိုင်းကိုရောက်လာနိုင်ပါတယ်။ကွန်ပျူတာစနစ်တွေကိုနှောက်ယှက်ဖျက်ဆီးနိုင်တဲ့ malware နဲ့ computer စနစ်များအတွင်ထည့်သွင်းထားပြီးတစ်ချိန်ချိန်မှာအသက်သွင်းဖျက်ဆီးနိုင်တဲ့ logic ပုံတွေအဲ့ဒီဟာတွေက Dalax မှာရှိတဲ့လေကြောင်းပြန်တမ်းမှုကိုနှောက်ရှင်းဟန့်ထားနိုင်ပြီး Philadelphia မှာယထာတွေကိုတိုက်မြင်အောင်လုပ်ပြီး Michigan မှာရှိတဲ့လျှက်စစ်တပ်အားလိုင်းကိုပိတ်ပစ်လိုက်နိုင်ပါတယ်စစ်တိုက်ပြီးအောင်ပွဲရသူတွေခေတ်ကစစ်ဆိုတာက ထိခိုက်ပျက်စီးမှုနည်းနည်းနဲ့အကျိုးအမြတ်များများရတဲ့ကိစ္စဖြစ်တဲ့တထောင့်66ခုနှစ်ဟေးစတင်တိုက်ပွဲမှာအောင်းနိုင်သူဝီလျံကအကြရှုံးထောင်ကနန်းလောက်နဲ့အင်္ဂလန်ပြည်ကြီးတစ်ခုလုံးကိုတရက်အတွင်းလက်ရသိမ်းပိုင်းနှိုင်းလိုက်တဲ့နျူကလ িয়ার လက်နက်တွေနဲ့စိုက်ဘာစစ်ပွဲတွေကတော့ရှေးခေတ်ကစစ်လို့ထိခိုက်မှုနည်းနဲ့အကျိုးမြတ်များများဆိုတာမျိုးမဟုတ်ဖဲနဲ့ထိခိုက်ပျက်စီးမှုများပြီးအကျိုးမြတ်နည်းတဲ့ဤပညာပဲဖြစ်ပါတယ်။ ဒီနည်းပညာတွေကိုသုံးပြီးတနိုင်ငံလုံးကိုဖျက်ဆီးပစ်လို့ရပါမယ်လေအကျိုးပြန်ရနိုင်တဲ့ empire တွေကိုတည်ဆောက်လို့တော့မရပါဘူးဒါဒါချင်းလန်လန်ချင်းဆိုတဲ့အတန်နေညံနေပြီးမကောင်းတဲ့ငွေသက်တို့နဲ့ပြည့်နှံ့နေတဲ့ကမ္ဘာကြီးမှာငြိမ်းချမ်းရေးအတွက်အကောင်းဆုံးအမခံနိုင်မှုကတော့အင်အားကြီးနိုင်ငံများအနေနဲ့မကြသေးမီအတိတ်ကစစ်ကိုအဆင်ပြေအောင်မြင်အောင်တိုက်ခိုက်နိုင်ခဲ့သည်ဖြစ်တော်ညာလည်းပဲယခုမြန်မာခေတ်အခြေအနေမှာစစ်ကိုဘယ်လိုနိုင်အောင်တိုက်ရမယ်မသိသေးတဲ့အခြေအနေမှာရှိနေခြင်းပဲဖြစ်ပါတယ် ဂျင်ကီခန်နဲ့ဂျူလီယက်စီဇာကနိုင်ငံသားအတိုင်းပြည်တစ်ခုကိုမျက်စိတမိတ်လက်တစ်ပြတ်အတွင်းကျူးကျွန်ရန်ဝင်မလေးကြပါဘူး။ယနေ့ခေတ်တူရကီသမ္မတအာရဝမ်လိုမျိုးမိုဒီလိုမျိုးနေတန်ယာဟုလိုမျိုးမြို့သားကြီးဝါဒီခေါင်းဆောင်များမှမူအတန်းသာကျဲပြီးတကယ်စစ်တပ်ရန်ကုန်မှုလွန်စွာတရိထားဆောင်ရွက်ကြတယ်။၂၁ရာစုအခြေအနေပေးထားချက်များအတွင်စစ်ကိုဘယ်လိုနိုင်အောင်တိုက်ရမယ်ဆိုတဲ့ဖော်မြူလာကိုတရားရောက်ရှာတွေ့သွားပါကမူငရေတကာကြီးတမဟုတ်ချင်းပွင့်သွားနိုင်တယ်ဆိုတာတော့ဟုတ်ပါတယ်။ ရင်းကြောင့်ပဲခရမ်မီးယားဒေသမှာရုရှားနိုင်ငံကရခဲ့တဲ့အောင်မြင်မှုကကြောက်မွက်ဖွယ်ရှိပြေးနမိတ်ဖြစ်နေခြင်းပဲဖြစ်ပါတယ်။ယင်းမှာ27ရာစုချွင်းချက်စီးရေးအောင်မြင်မှုသာဖြစ်ကြောင်းမျှော်လင့်ရပါတယ်။မိုက်မဲသည့်ခြိတက်မှုပြောရပါအောင်မည်စစ်ပွဲများမှာ27ရာစုတွင်အကျိုးမြတ်များနိုင်သည့်စီးပွားရေးဖြစ်နေပါစေဦးတော့ရင်းချက်ကြောင့်တေချာပေါက်ငင်းချမ်းနေမည်ဟုအာမမခံနိုင်ချေကျွန်ုပ်တို့အနေဖြင့်လူသားများ၏ညံတော့နေနိုင်မှုမိုက်လုံးကြည့်နိုင်မှုကိုဘယ်တော့ခါမှရှော့မတွက်သင့်ပေဒူးတယောက်ချင်းအနေနဲ့ရော လူအဖွဲ့အစည်းလိုက်နေနေပါလူသားများမှာမိမိကိုမိမိဖြက်စည်းရဖြက်စည်းကြောင် ကြံတတ်သည့်အမျိုးအစားဖြစ်ပါတယ်။1939ခုနှစ်မှာဝင်ရိုးစုနိုင်ငံများဖက်ဆင်နိုင်ငံများအနေဖြင့်စစ်တိုက်ပါကအကျိုးထက်အပြစ်များတဲ့အခြေအနေဖြစ်ပါတယ်။သို့တော်လည်းပဲတိုက်ဖြစ်အောင်တိုက်ခဲ့ကြပါတယ်။ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့နောက်မှာအံ့အားတင်စရာကောင်းတဲ့ချက်တစ်ချက်ကစစ်ရှုံးနိုင်ငံများအနေနဲ့ဘယ်တော့ကနေမှမတူအောင်ကြွယ်ဝချမ်းသာလာတဲ့ချက်ပဲဖြစ်ပါတယ်။ စစ်တပ်တွေလုံးလုံးချင်းမုန်းခံရပြီးအမ်ဖာရာတွေပြိုလဲပြီးတဲ့နောက်အနည်း20ကြာမှာဂျာမနီ၊အီတလီနဲ့ဂျပန်တို့ကမကြုံစဘူးကျောဘချမ်းသာလာတဲ့အဖြစ်ကိုကြုံရပါတယ်။ရင်းတို့ဆိုရင်အစိုးရနိုင်ငံများဘာကြောင့်စစ်တိုက်ခဲ့ရပါသနည်းအပဲ့ကြောင့်များမရေမတွက်နိုင်သောတန်းနဲ့ချီ၍တည်ကျပြည့်စည်မှုများကိုမလိုအပ်ဘဲဖန်တီးခဲ့ရပါသနည်း 1930ပြည့်နှစ်များမှာဂျပန်စစ်ဗိုလ်ချုပ်တွေရေတပ်ဗိုလ်ချုပ်တွေစီးပွားရေးပညာရှင်တွေနဲ့ဂျာနယ်လစ်တွေကဂျပန်နေဖြင့်ကိုရီးယားမန်ချူရီးယားနဲ့တရုတ်ကန်ယူတန်းကိုမသိမ်းပိုင်နိုင်မှာကစီးပွားရေးချွတ်ချုံကြမှုနဲ့ကြုံရတော့မယ်လို့တညီတညွတ်တည်းဆိုခဲ့ကြပါတယ်။သူတို့အားလုံးတွက်ကိန်းမှားခဲ့ပါတယ်။တကယ်တမ်းမှာဂျပန်ရဲ့အများသိတဲ့စီးပွားရေးအမကန်တိုးတက်မှုကသိမ်းပိုက်ထားတဲ့ကိုလိုနီနယ်တွေကိုဆုံးရှုံးပြီးကမှစတင်ခဲ့ခြင်းပဲဖြစ်ပါတယ်။ လူသားများရဲ့ဉာဏ်နှုတ်နေနိုင်မှုမိုက်တုံးကြီးနိုင်မှုကတမိုင်းကြောင့်မှအရေးပါတဲ့အကြောင်းရဖြစ်သည့်တိုင်ကျွန်ုပ်တို့မှအများအားဖြင့်ရင်းချက်ကိုမေ့ထားလေးရှိပါတယ်နိုင်ငံရေးသမားများစစ်ဗိုလ်ချုပ်များပညာရှင်များကကဘာကြီးကိုစစ်တူရင်ကစားပွဲတစ်ပွဲကစားသမားများကတစ်ကွက်ပြီးတစ်ကွက်အကျိုးအကြောင်းနဲ့ရွှေ့တဲ့ကစားပွဲလိုမျိုးရှုမြင်လေးရှိပါတယ်။ယင်းတို့အကျိုးအကြောင်းနဲ့စဉ်းစားသည့်စဉ်းစားမှုကအတိုင်းအတာတစ်ခုထိအမှန်ပါတယ်။ တမိုင်းကြောင်တခြားမှာယူနေသည်လို့ဆိုရမယ့်နေရုပ်တွေစစ်သူကြီးရုပ်တွေကိုရှောက်ရွှေ့နေတဲ့ခေါင်းဆောင်မရှိသလောက်ဖြစ်ပါတယ်။ဗိုလ်ချုပ်ကြီးတိုဂျိုဆရန်ဟူစိန်နဲ့ကင်ဂျုံအီတို့ရဲ့ရွှေ့တဲ့အကွက်တွေကအကျိုးကြောင်းနဲ့ရွှေ့တဲ့အကွက်များဖြစ်ပါတယ်။ပြဿနာကကဘာကြီးကစစ်သူရင်ကစားပွဲထက်များစွာပိုရှုပ်တွေးခြင်းပဲဖြစ်ပါတယ်။လူသားရဲ့အကျိုးကြောင်းဆင်ခြင်နိုင်မှုမှာကဘာကြီးကိုအမှန်တကယ်နားလည်ရန်လုံလောက်ခြင်းမရှိပါဘူး။တို့ဖြစ်ရာအကျိုးကြောင်းဆင်ခြင်နိုင်တဲ့ခေါင်းဆောင်များဒီပင်လင်းရန်ဖန်ရန်ကလွန်စွာညံနှုတ်နဲ့ရာရောက်တဲ့လောက်ရံများလောက်မိတတ်ကြပါတယ်တို့ဖြစ်ရာ ကမ္ဘာစစ်ကြီးဖြစ်မည်ကိုကျွန်တို့တို့နေပြည်တော်မြန်မာတွဲပူတင်ပါတည်းအကောင်းဆုံးမှာအစိုးရဘက်ကိုရှောင်ရှားရန်ဖြစ်ပါတယ်။တနည်းအားဖြင့်စစ်ဆိုသည်မှာမတိုက်မဖြစ်တိုက်ရတာမျိုးလုံးဝမဟုတ်ဆိုသည့်အချက်ဖြစ်ပါတယ်။စီးရေးတိုက်ပွဲကိုငြိမ်းချမ်းစွာဆုံးသတ်နိုင်ခဲ့သည်ကိုကြည့်ခြင်းအားဖြင့် လူသားများမှန်ကန်သည့်ဆုံးဖြတ်ချက်များချနိုင်လင်စူပါပါဝါနိုင်ငံများ၏ပဋိပက္ခများပင်ငြင်းချမ်းစွာဖြင်းရှင်းလို့ရသည်ဆိုသည့်အချက်ကိုတွေ့ရနိုင်ပါသည်။ထက်မှန်စဉ်းစားရင်အချက်ကတော့နောက်ထပ်ကဘာစစ်ကြီးတစ်ခုထပ်ဖြစ်တော့မယ်လို့ယူဆရင်လွန်စွာအနေရကြီးတယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ထို့သောယူဆဟော့ကိန်းထုတ်ခြင်းကစစ်ကြီးအမှန်တကယ်ဖြစ်လာစေရန်အားဖြေတာမျိုးဖြစ်သွားနိုင်ပါသည်။နိုင်ငံများကစစ်မှရှောင်လွှဲလို့မရတဲ့အခြေအနေလို့ယူဆလာပါက စစ်တပ်များထပ်မံချက်တွင်ပြီးလက်နက်များအပြိုင်ဆိုင်တပ်ဆင်လာနိုင်ပါတယ်။ပဋိပက္ခများမှာအပေးယူ short တင်းလုပ်ဖို့ညှင်းဆန်ပြီးတပက္ခဆိုင်ရင်းစင်နာနဲ့ short ပေးတဲ့လောက်ရက်တီကိုလည်းထောင်ချောက်လိုတန်တရားဝင်လာနိုင်ပါတယ်။ဒီလိုဖြစ်လာပါကစစ်တေချာပေါက်ဖြစ်တော်မှာပဲဖြစ်ပါတယ်။တပက်မှာတော့စစ်ကလုံးလုံးမဖြစ်နိုင်လို့ယူဆပါကတုံးအာရရမှာဖြစ်ပါတယ်။စစ်မှာလူတိုင်းကိုဒုက္ခရောက်အကျိုးနဲ့စီသည်ဆိုတော့ကျွန်ုပ်တို့ကိုယ်တိုင်ဤဉာဏ်ုံနှဲမှုမိုင်လုံးကြီးနိုင်မှုမှအကာအကွယ်ပေးနိုင်မဲ့ဘုရားသခင်နဲ့လောကနေရာမှာမရှိချင်း။ လူသားရဲ့ဉာဏ်နှုတ်နှမ်းမှုမိုင်းမှုကိုဖြည့်ဆည်းတဲ့ကရိုကျိုးနှိမ့်ချနိုင်မှုပဲဖြစ်ပါတယ်။မျိုးသားရေးတင်းမာမှုများဘာသာရေးနဲ့ယဉ်ကျေးမှုများတင်းမာမှုများကိုပိုဆိုးစေတဲ့အချက်ကငါတိုင်းမိနဲ့ငါလူမျိုးငါဘာသာငါယဉ်ကျေးမှုကကဘာမှာကြီးမြတ်ဆုံးဆိုပြီးစိတ်ကြီးဝင်တဲ့ခြင်းပဲဖြစ်ပါတယ်။သူဖြစ်ရာငါကြိုးစည်းပါကတခြားသူရဲ့ကြိုးစည်းပါတဲ့ရောလူသားမျိုးနဲ့တခုလုံးရဲ့ကြိုးစည်းပါထက်ပါရှည်တန်းတင်ရမယ်လို့ယူဆတတ်ပါတယ်။ကျွန်တော်တို့အနေနဲ့တိုင်းပြည်လူမျိုးများဘာသာများယဉ်ကျေးမှုများကိုပို့ပြီးလက်တွေ့ကြကြ ကဘာမှာခုနေရာကဘယ်နေရာပဲခြေနေမှာရှိကြောင်းနှိမ့်ချစွာလက်ခံနိုင်စေရန်ဘယ်လိုလုပ်ရပါမည်နည်းတင်ငန်းစာဆက်နှစ်နှိမ့်ချခြင်းကို့ဖာသားကိုကဘာဘူချမ်းမလို့ထင်မနေနဲ့လူများစုကကို့တာမီကိုကဘာဘူချမ်းမမှာရှိတယ်လို့ထင်နေကြတယ်မိမိတို့ရဲ့ယဉ်ကျေးမှုတွေလည်းပဲလူသားသပိုင်းမှာခေရကြတဲ့နေရာမှာရှိတယ်လို့ယုံကြည်ကြတယ်ဂရီတို့ဖို့ကတော့သပိုင်းဆိုတာကဟိုမာဆိုဖိုကလစ်နဲ့ပလေတိုတို့ကစပြီးအရေးကြီးတဲ့တွေးခေါ်ယူဆ တီထွင်ဆန်းသစ်မှုပန်တံပြအေသင်ပါစတာအလက်ဇန်ဒရီးယားနဲ့ကွန်စတန်တီနိုဘယ်တို့မှပေါက်ပွားခဲ့တယ်လို့ယုံကြည်ကြတယ်။တရုတ်မျိုးသားရေးဝါဒီများကလည်းတမားရဲ့အစမှာဝမ်တီအင်ပါရာအရှင် The Yellow Emperor ဖြစ်ပြီးတော့ရှမင်းဆက်နဲ့ရှန့်မင်းဆက်တို့ကနေစတင်တယ်လို့ညင်းချက်ထုတ်ကြမှာဖြစ်ပါတယ်။၎င်းတို့ကအနောက်တိုင်းသားတွေမွတ်စလင်တွေနဲ့အိန္ဒိယတိုက်သားတွေရဲ့ဘယ်အောင်မြင်မှုကိုမစိုးမူရင်းပထမတရုတ်တို့တွဲရှိအောင်မြင်မှုကိုလိုက်တူပုံလူကူးချထားသည့်တိုင် ျုပ် original ကိုမမိချောင်းဆိုကြမှာပဲဖြစ်ပါတယ်။ဟိန္ဒူမျိုးသားရေးဝါဒီတွေကတော့ကျုပ်တို့ရဲ့ကြွားလုံးတွေကိုပယ်ချမှာပဲဖြစ်ပါတယ်။သူတို့ကဆိုမှာကတော့ Einstein တို့ right ညောင်တို့ကိုထားပြီးတော့ Confucius နဲ့ Plato မပေါ်မီကပင်အိန္ဒိယတိုင်းငံမှာရှိတဲ့ Sheikh Guru ကြီးတွေကအလင်းအမြန်တွေနဲ့ nuclear ဘုံးတွေကိုတီထွင်ခဲ့မှုကြောင့်ဆိုကြမှာပဲဖြစ်ပါတယ်။ဥမာဆိုရမယ်ဆိုရင်ဒုံးကျည်တွေနဲ့လေယံပြန်တွေကိုတီထွင်ခဲ့သူကမာသီရိပါဝါရှ်ဖြစ်ပြီး ပေးရှွာမီတရာကဒုံမြန်များတီထွင်ယုံနေမှာပဲအသုံးပြုခဲ့ကြောင်းကိုစာဖတ်သူများအနေနဲ့ကြားရမှာပဲဖြစ်ပါတယ်။အာချရာကနက်ကအဒန်သီယိုရီရဲ့ဖခင်ကြီးဖြစ်ပြီးမဟာဘာရတထဲမှာနျူကလ িয়ার လက်နက်တွေအကြောင်းကိုအသေးစိတ်ဖော်ပြပါရှိကြောင်းစာဖတ်သူတွေအနေနဲ့ကြားရမှာပဲဖြစ်ပါတယ်။ဘာသာရေးကန့်ရှိုက်တဲ့မွတ်စလင်တွေကတော့တမန်တော်မူဟာမက်မတိုင်မီလူသားသပိုင်းကဘာမှ to be ကူးဆိုင်ပွဲမရှိကြောင်းကိုဆိုမှာဖြစ်ပါတယ်။ကုရန်ကျမ်းစာထွက်ပေါ်ပြီးတဲ့နောက်မှာမွတ်စလင်ကဘာဟာ သမိုင်းရဲ့အရေးပါဆုံးဗိုလ်ချက်မှမှရှိတယ်လို့၎င်းတို့ကယူဆကြပါတယ်။ချွင်းချက်ကတူရကီ၊အီရန်နဲ့အီဂျစ်ကမျိုးသားရေးဝါဒီများပဲဖြစ်ပါတယ်။သူတို့အတွက်ကတော့မိုဟာမက်ပတာမီကာလာမှာပဲလူသားမျိုးနွယ်နဲ့ပတ်သက်တဲ့ကောင်းနာမှန်သမျှသူတို့နိုင်ငံကနေမြစ်ပြခံတယ်လို့ဆိုမှာပဲဖြစ်ပါတယ်။ကိုရန်ကျမ်းစာပေါ်ပြီးနောက်ကာလမှာလည်းသူတို့နိုင်ငံသားများကသာအစ္စလမ်ဘာသာရဲ့အသံစင်မှုကိုထိန်းသိမ်းထားပြီးသာသနာတော်ပြန့်ပွားရေးကိုဦးစီးဆောင်ရွက်ကြတယ်လို့ဆိုမှာပဲဖြစ်ပါတယ်။အလားတူပဲဗြိတိရှားများပြင်သစ်များဂျာမန်များ အမေရိကန်များရုရှားများဂျပန်များနဲ့အခြားမရေမတွက်နိုင်တဲ့အုပ်စုတွေကလည်းသူတို့ရဲ့ပြောင်ပြောင်းလာတဲ့အာမြင်မှုများကြောင့်သာမဟုတ်လင်လူသားမျိုးနွယ်တွေကကိုကျင့်တရားဆိုတာကိုနားမလည်တဲ့အရင်ဆိုင်ပွားနဲ့နေရမှာပဲဖြစ်တယ်လို့ယုံကြည်နေကြပါတယ်။သူတို့ရဲ့နိုင်ငံရေး institution တွေနဲ့ဘာသာရေးပူဇော်ပသမှုတွေကလောကယူပဗေဒနီယာမှာများလဲပတ်ရေးအတွက်ရေးပါတဲ့နေရာမှာရှိတယ်လို့ပဲယုံကြည်တဲ့သူတွေတမိုင်းမှာရှိပါတယ်။ Asdet မြို့နယ်စုကသူတို့နှစ်စဉ်ပူဇော်ပသမှုသာမလုပ်ရင်နေလဲထွက်တော့မှာမဟုတ် စကြာဝဠာကြီးတစ်ခုလုံးနဲ့ပြတ်သုံးသွားလိမ့်မယ်လို့အခိုင်အမာယုံကြည်ကြပါတယ်။ယင်းယုံကြည်ချက်အလုံးကမှားယွင်းတဲ့ယုံကြည်မှုတွေပဲဖြစ်ပါတယ်။ယင်းတို့အလုံးကတပိုင်းကိုမျက်စိစုံမှိတ်လစ်လူရှုကြခြင်းဖြစ်ပြီးလူမျိုး၏ခွဲခြားမှုရောရှက်နေတဲ့ယုံကြည်မှုပဲဖြစ်ပါတယ်။လူသားများကဘာကိုဖြန့်ကျက်နေပဲချက်တွင်ပြီးစာပြုံးမွေးမြူရေးစတင်ဆောင်ရွက်ခြင်း၊ရှေးဥပဒေမှမြို့ပြများစတင်တူထောင်ခြင်း ခြာရေးသားချင်းနဲ့ငွေကြေးကိုတီထွင်ချိန်မှာရင်းဆိုခဲ့တဲ့အတိုင်းပြည်တွင်လည်းဘာသာတရားတွေကပေါ်ပေါက်ခဲ့ခြင်းမရှိသေးပါဘူး။ကိုကျင့်တရားအမှုပညာဘာသာရေးတပ်ဝင်ယုံကြည်မှုတီထွင်စမ်းသပ်မှုအလုံးတို့ကလူသားရဲ့ DNA မှာပါလာတဲ့လူသားတိုင်းနဲ့ဆိုင်တဲ့အည်သွေးတွေဖြစ်ပါတယ်။ရင်းတို့ရဲ့မူလဗုဒ္ဓကကြောက်ခဲ့အာဖရိကမှာပေါ်ပေါက်ခဲ့ခြင်းပဲဖြစ်ပါတယ်။တို့ဖြစ်ရ၎င်းတို့ကိုဟွမ်တီအမ်ပါရာရှင်လက်ထက် ြုတ်ပြီးမှပေါ်ပေါက်ခဲ့သည်ဟုဆိုသည်ဖြစ်စေပလေတိုခင်မှာဂရိတွင် ပေါ်ပေါက်ခဲ့သည်ဟုဆိုသည်ဖြစ်စေမိုဟာမက်လက်ထံအာရဗီယာမှာပေါ်ပေါက်ခဲ့သည်ဟုဆိုသည်ဖြစ်စေဆိုရသောအတ္တပရဏဝါဒသာဖြစ်ပါသည်ကျွန်တော်ကိုယ်ပိုင်တွေ့ကြုံကိုပြောရရင်ယင်းကဲ့သို့ဆိုရလာတဲ့အတ္တပရဏဝါဒကိုကောင်းကောင်းကြည့်ရင်းနှီးပါတယ်အကြောင်းကကျွန်တော်လူမျိုးကျူးများမှလည်းမိမိကိုယ်ကိုကဘာပေါ်မှာရေးပါဆုံးလူမျိုးလို့မှတ်ယူကြတဲ့အတွက်ကြောင့်ဖြစ်ပါသည် လူသားများရဲ့မြေသိအောင်မြင်မှုတည်ထွင်မှုများမဆိုဂျူးများကသူတို့စီကလာတဲ့အောင်မြင်မှုလိုချက်ချင်းအမှတ်ယူကြမှာပဲဖြစ်ပါတယ်ကျွန်တော်အနေနဲ့ဂျူးများအကြောင်းကောင်းကောင်းသိသိဖြစ်လေရသူတို့စိတ်ထဲအမှန်ပင်ရင်းခဲ့သူယုံကြည်နေကြအောင်ပြောနိုင်ပါတယ်ကျွန်တော်တစ်ခါကဣသရေကယောဂဆရာတူစီရောက်ပါတယ်ပရမောဆုံးတန်းပါတယ်သူကယောဂလေးချိန်ခန်းကိုတည်ထွင်ခဲ့သူကကျူးသာသနာဝင်လာဖရာသခင်ကိုပရမဆုံးတတ်ဝင်ယုံကြည်သူကျူးများဤဖခင်ကြီးအပြန်ဖြစ်တယ်လို့မျှင်နှံမောင်းနဲ့တည်တံရှင်းပြပါတယ် အခြေခံယောဂကိုဟန်ပုံစံအားလုံးက Hebrew အခရာပုံသဏ္ဍာန်များကဆင်းသက်တယ်လို့ဆိုပါတယ်။ဒို့ဖြစ်လို့အဗျဟံကယင်းယောဂကိုဟန်တွေကိုသူ့ရဲ့ကိုလုတ်တော်ကမွေးတဲ့သားကိုတင်ပေးခဲ့ခြင်းဖြစ်ပြီးယင်းသားကအိန္ဒိယမှာယောဂကိုပြန်တင်ပေးခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။ကျွန်တော်ကသူ့ကိုသက်သေပါရှိလဲလို့မေးတဲ့အခါမှာသင်တန်းဆရာကတမာကျန်းစာလာအပိုက်တစ်ခုကိုကိုးကားပြပါတယ်။ မြန်ငယ်တို့၌ရသောသားတို့အားလည်းမိမိအသက်ရှင်စဉ်တွင်စုလံများကိုရေးပေး၍သားဣဇက်ထံမှအရှိပီသို့လွှတ်လိုက်လေသည်ကဘာဦးကျန်အခန်းကြီး25အခန်းငယ်6စာဖတ်သူနေဖြင့်ရင်းရက်ဆောင်ပစ္စည်းများမှာ ယောဂကျင့်စဉ်ဖြစ်ကြောင်းရိပ်စားမိမိထင်ပါသည်ယခုလောက်ဆိုရင်ယောဂကျင့်စဉ်ပင်လင်ကျူးများကတီထွင်ခဲ့ခြင်းဖြစ်သည်ဟုယုံကြည်သောသူများရှိကြောင်းထင်ရှားပါသည်အာဘိဟံကယောဂကျင့်စဉ်ကိုတီထွင်ခဲ့ခြင်းဖြစ်သည်ဟုယူဆခြင်းကအပ္ပိကကိစ္စသာဖြစ်ပါသည်ယင်းထက်ပိုဒီမှာအများလက်ခံထားသည့်ကျူးဝါဒတွင်အလေးနက်ဆိုထားသောစัจ java လာကြီးတစ်ခုလုံးတီးရှိရခြင်းအကြောင်းရင်းဖြစ်ပါသည်စัจ java လာကြီးတီးရှိရခြင်းမှာကျူးရက်ဘီဖုံးတော်ကြီးများ၏မြင့်မြတ်သောအကျမ်းများကိုလေ့လာနိုင်ရန်ဖြစ်သည်ဟုဆိုပါသည်တို့ဖြစ်ရာကျူးများက ရင်းအလေးချင်းကိုရက်စဲလာသည်နှင့်တပြိုင်နက်တည်းဆက်ကြဝလာသည်တစ်ခုလုံးပြတ်သုံးသွားမည်ဖြစ်ပါသည်ယေရုရှလင်နှင့်ဘရုတ်ကလင်ရှိဂျူရက်ဘီဖုံးတော်ကြီးများမှတာလ်မုတ်ကျမ်းစာများကိုလိလာဆွေးနွေးမှုမလုပ်တော့သည်နှင့်တရုတ်ပြည်ရောအိန္ဒိယပြည်ရောသာမကအဝေးရှိဂါလက်ဆီနေအဖွဲ့စည်းများပါပြတ်သုံးသွားမည်ဖြစ်လေသည်ယင်းယုံကြည်မှုမှာရှေးယိုဆွေကျူးများ ယုံကြည်သောအဓိကအစိတ်ပိုင်းတရားဖြစ်ပါသည်ယင်းကိုမေကွန်းထုတ်သူမှန်သမျှကိုလည်းမသိနားမလဲသောအယူဟုသာမှတ်ယူကြလေသည်ဘာသာရေးနှင့်လောကီရေးမရောရှက်သောသူများကမူယင်းကဲ့သို့အလွန်ကင်းကြီးခန်းကြီးနိုင်သောယုံကြည်မှုမျိုးကိုတန်တရားရှိကောင်းရှိနိုင်ပါသည်သို့တော်သူတို့လည်းပဲသူများသည်တမိုင်းတလျှောက်အဓိကနေရာတွင်ရှိသောသူရဲကောင်းများဟုယုံကြည်ပြီးလူသားများ၏ဘာသာတရားသက်ဝင်ယုံကြည်မှုကိုကျင့်တရားနှင့်ပညာသင်ကြားခြင်းအလုံးတို့၏ပင်မရင်းမြစ်မှကျူးမြတ်ဖြစ်သည်ဟုယုံကြည်ကြလေသည် ကျွန်တော်လူမျိုးမှာအရေးအတွက်အပြင်နေပြီးအမှန်တကယ်ဩဇာတရားမှုနေပါပါသည်သို့တော့ရင်းအားနှဲချက်ကိုအလွန်အမင်းမိမိကိုယ်ကိုယုံကြည်မှုဖြင့်ပြန်လည်အပြည့်ထားပါသည်နိုင်ငံသားသားများကိုဝေဖန်သည့်ထက်ကို့ပောင်ကိုလှန်ထောင်းပြီးကို့လူမျိုးကိုပြန်ဝေဖန်သည်ကပိုရင်ကျေးရရောက်သည်ဖြစ်ရာဂျူးဝါရကိုပဲဆက်ဥပမာပေးပါမည် ကိုလူမျိုးကိုဖဲ့လာရေးပါသည့်နေရာတွင်ရှိကြောင်းအတိတ်မှမရှိသည့်ကြွားလုံးထင်းလုံးများထုတ်ကြသည့်ကိုဆက်လက်တင်ပြပါမည်။စာဖတ်သူတို့အနေဖြင့်လည်းမိမိလူမျိုး၏မာရီယာထင်းလုံးများကိုမိမိဖာသာပြန်လည်ဆင်ခြင်သုံးသပ်ကြည့်ချနိုင်ပါသည်။ပါမောက်ကဖရိုင်အမေ ကျွန်တော်ဤပထမစာအုပ် CPN လူသားမျိုးနွယ်တမိုင်းချင်းစာအုပ်မှာဟီဘရူးဘာသာစကားဖြင့်ရေးသားထားခြင်းဖြစ်ပြီးအစ္စရေးစာဘပရိသတ်အတွက်အရင်ဆုံးထုတ်ဝေဖြန့်ချိခဲ့ခြင်းဖြစ်ပါသည်။ယင်းစာအုပ်ကိုဟီဘရူးဘာသာစကားဖြင့်2012ခုနှစ်တွင်ထုတ်ဝေသည့်အခါအစ္စရေးစာဘပရိသတ်စီမှမကြာခဏလာလေးရှိသည့်မိကွန်းမှာကျွန်တော်အနေဖြင့်လူသားမျိုးနွယ်တမိုင်းချောင်းရေးရာတွင် ဂျူးဘာသာကြောင့်ဘဲကြောင့်ထင်မြင်သလောက်ဤဘာဖြစ်ရပါသနည်းဆိုသည့်မိကုံပင်ဖြစ်သည်ခရစ်ယာန်အစ္စလာမ်နှင့်ဗုဒ္ဓဘာသာကြောင့်အကျယ်တဝင့်ရေးပြီးဂျူးဘာသာနှင့်ဂျူးလူမျိုးများကြောင့်ဘာကြောင့်မဆိုသလောက်ပဲပါရသလဲဆိုရဲမိကုံနဲ့ကြုံရပါသည်ဂျူးလူမျိုးတို့၏တမိုင်းမှာလူသားမျိုးနယ်အတွက်ကြီးမားသောဖြစ်စည်းထက်ဝင်မှုများကိုကျွန်တော်အနေဖြင့်တမင်သက်သက်လစ်လူရှုခြင်းလောကျွန်တော်တွင်စိုးရိမ်သောနိုင်ငံရေးအကျဉ်းများရှိနေသလောဟုမိကုံထုတ်ကြပါသည်ဂျူးတို့အနေဖြင့်ရင်းသုံးမိသည်မှာမဆန်းလာပါသူတို့ဖို့ မူလာတမ်းမှစပြီးဂျူးဘာသာမှာလူသားသမားဤစူပါစတားဖြစ်ကြောင်းတင်ခဲ့ရပါသည်။အစ္စရေးကျောင်းများမှာကျောင်းပညာရေးဆက်နှစ်တာကာလအတွင်းကမ္ဘာသမိုင်းဖြစ်စဉ်များကိုရှင်းရှင်းလင်းလင်းနားလည်အောင်သင်ယူရခြင်းမရှိပါ။ တို့အနေဖြင့်တရုတ်ပြည်အိန္ဒိယနှင့်အာဖရိကကြားကိုမတင်ရသလောက်ဖြစ်ပါသည့် Roman Empire ပြင်သစ်ဒေါ်လာရင်းနှင့်ဒုတိယကမ္ဘာစစ်အကြောင်းတင်ရတော့လဲရင်းမှာတိကျဖြစ်ရန်များဖြင့်တပိုင်းစီတင်ရခြင်းဖြစ်ပြီးတမိုင်းဖြစ်စဉ်တစ်ခုလုံးကိုခြုံငုံပြီးမြင်ရအောင်တင်ရခြင်းမျိုးမရှိပါ Israel ပညာရေးစနစ်ကစလဲဆုံးခြုံငုံတင်သည့်တမိုင်းမှာ Hebrew ဓမ္မကျမ်းဟောင်းနှင့်စသည့်တမိုင်းဖြစ်ပါသည်ရင်နောက်ဒုတိယကျောင်းတော်ခေတ်ကိုရောက်ခါနေရနဲ့ရောက်သွားသည့်ဂျူးလူဖွဲ့စည်းများအကြောင်းဟိုနာနဲ့နဲ့ဒီနာနဲ့နဲ့ဆက်တင်ပါသည်ထို့နောက်နောက်ဆုံးမှာ ်ဇီယွန်ဝါရဂျူးတိုင်းပြည်ကိုပြန်လည်ထူထောင်ရေးဝါရဂျူးများကိုဒုတိယကမ္ဘာစစ်အတွင်းနာစီများကစုလိုက်ပြုံလိုက်တတ်သည့်ဖြစ်ရပ်နှင့်ဣသရေလနိုင်ငံတော်တည်ထောင်ခြင်းပင်ဖြစ်ပါသည်။တို့ဖြစ်ရာចောင်းသားများစုကចောင်းပြီးသည့်အရွယ်တွင်အထက်ဖော်ပြပါဂျူးသမိုင်းသည်ပင်လူသားသမိုင်း၏အဓိကကျော်ယွမ်းနိုင်ဖြစ်သည်ဟုအထင်ရောက်ကြပါတော့သည်။ရိုမန်အင်ပါယာနှင့်ပြင်သစ်တော်လှန်ရေးကြောင့်သင်ရသည့်အခါတွင်တောင်မှအတန်းထဲတွင်သင်ကြားဆွေးနွေးသည့်အခါရိုမန်အင်ပါယာတွင်ဂျူးများကိုဆက်ဆံပုံ ြင်သစ်သမ္မတနိုင်ငံတော်တွင်ဂျူးများ၏နိုင်ငံအစဉ်တန်းစရှိသည်တို့ကိုသာလေးပင်ဆွေးနွေးလျက်ရှိပါသည်။ယင်းကဲ့သို့သမိုင်းကြောင်းကိုတင်လာရသည့်သူများကိုဂျူးဘာသာကကမ္ဘာသမိုင်းတွင်အရေးတိတ်မပါကြောင်းဖျက်ရသည့်အခါလက်ခံနိုင်မှုခက်ပါတော့သည်သို့သောအမှန်စင်စစ်အပြင်ဂျူးဘာသာမှာလူသားမျိုးနွယ်၏သမိုင်းမှတ်တမ်းတွင်တော်ယုံသိယုံသာရှိသည့် အခန့်ကဏ္ဍတွင်ပါဝင်ခဲ့ခြင်းဖြစ်ပါသည်။ကမ္ဘာတစ်လောကပြန့်ပွားခဲ့သည့်ခရစ်ယာန်ဘာသာ၊ဗုဒ္ဓဘာသာနှင့်အစ္စလာမ်ဘာသာများနှင့်မတူဘဲဂျူးဘာသာမှာမျိုးနွယ်စုဘာသာယူဝါဒသာဖြစ်ပါသည်။ဂျူးဘာသာကတိုင်းပြည်ငယ်လေးနှင့်နယ်နိမိတ်ငယ်လေးတစ်ခုဤကံကြမ္မာကိုသာအလေးပေးပြီးအခြားနိုင်ငံများနှင့်အခြားလူသားများ၏ကံကြမ္မာကိုအလေးပေးစိတ်ဝင်စားခြင်းမရှိပါ။ဥပမာဆိုရရင်ဂျူးဘာသာကဂျပန်နိုင်ငံတွင်ဖြစ်ပျက်ခဲ့သောဖြစ်ပျက်များကိုအာရုံစိုက်ခြင်းမရှိသလိုအိန္ဒိယတိုင်းငယ်ရှိလူများသားကိုလည်းစိတ်ဝင်စားခြင်းမရှိပါ။သို့ဖြစ်ရာ ရင်းဤတမိုင်းအခန်းကဏ္ဍမှာမဆူစလောက်တာဖြစ်ပါသည်ဂျူးဘာသာမှာခရီးယန်ဘာသာဤဖခင်ကြီးဖြစ်ပြီးအစ္စလမ်ဘာသာပေါပောက်စီရန်လဲဩဇာတရားခဲ့သည်ဆိုတာတော့မှန်ပါသည်ရင်းဘာသာနှစ်ခုမှာတမိုင်းတွင်အေးပါဆုံးဘာသာများဖြစ်ပါသည်ထို့သောခရီးယန်ဘာသာနှင့်အစ္စလမ်ဘာသာများဤကမ္ဘာတစ်လွှာအောင်မြင်ဖြစ်ထွန်းမှုများနှင့်ရင်းတို့ဤများစွာသောရာဇဝတ်မှုများမှာခရီးယန်များမွတ်စလင်များနှင့်သာသက်ဆိုင်ပါသည်ဂျူးများနှင့်မသက်ဆိုင်လာပါ ခရူးစိတ်စစ်ပွဲများအတွင်အစုလိုက်ပြုံလိုက်တပ်ဖြတ်မှုများအတွက်ဂျူးများကိုအပြစ်တင်ရန်မှာတရားနည်းမရှိလျော်သလိုရင်းမှာတရားရာဂိုင်းတို့ခရိယန်ဘာသာ၏အပြစ်ဖြစ်ပါသည်အရေးကြီးသည့်ခရိယန်ယူဆဖြစ်သည့်လူသားအလုံးမှာဘုရားသခင်ရှေ့တွင်တန်းတူဖြစ်သည်ဆိုသည့်ယူဆတွေလည်းဂျူးများကအမှန်ယူစရာအကြောင်းမရှိပါယင်းယူဆမှာရှေ့ယူဆွဲဂျူးယူဆနေဆိုရင်လုံးဝတိုက်ရိုက်ဆန့်ကျင်ပါသည်ယင်းယူဆမှာယနေ့ခေတ်ဂျူးများမှာအခြားလူသားများတဲ့မွေးရပါတာလွန်သည်ဟုယူဆပါသည် လူသားမျိုးနွယ်၏သမိုင်းတွင်ဂျူဝါရာ၏ခန့်ကဏ္ဍမှာခေတ်သစ်အနောက်တိုင်းသမိုင်းတွင်စိတ်ခွဲပညာရှင်ကြီးဆစ်မန်ဖရိုက်အမေအခန်းကဏ္ဍကဲ့သို့ဖြစ်ပါသည်ဆစ်မန်ဖရိုက်ကခေတ်သစ်အနောက်တိုင်း၏သိပ္ပံပညာရည်ကြီးမှုနှင့်ရိုးရာအသည့်ပညာတိုးတက်ရေးတွင်ကောင်းလာရောဆိုးလာပါများစွာလမ်းမှုဩဇာတက်ရောက်ခဲ့ပါသည်ဖရိုက်အမေသာမရှိပါကဖရိုက်လည်းမွေးလာမည်မဟုတ်ဘူးပြောရင်မှန်ပါသည်ဖရိုက်စိတ်နေစိတ်ဓာတ်ရည်မှန်းချက်များနဲ့အထင်မြင်ယူဆများကိုအတိုင်းအတာတစ်ခုထိသူ့အမေနဲ့သားမိချင်းဆက်ဆံရေးက ုံဖော်ပေးလိုက်သည်ဆိုတာကလည်းမှန်ပါသည်ဒီစကားအမှန်ဖြစ်ပါသည်ဟုဖရိုက်ကရှေ့ဆုံးကထောက်ခံမိသူဖြစ်ပါသည်ဖရိုက်ဤ theory များအလိုရဤဆိုကိုထူးထောက်ခံမိသူမှာဖရိုက်ကိုယ်တိုင်ဖြစ်ပါသည်သို့တော့ခေတ်သစ်အနောက်တိုင်းသမိုင်းကိုရေးကြတော့ကဘယ်သူကမှဖရိုက်အမေအကြောင်းတစ်ခုတည်းတခန်းတက်တက်ရေးမည်မဟုတ်ပါအလားတူပင်ဂျူးဘာသာမရှိပါကခရီးယန်ဘာသာလည်းရှိမည်မဟုတ်ပါသို့တော့ယင်းအတွက်ကြောင့်ကမ္ဘာသမိုင်းကိုရေးတော့ကမှဂျူးဘာသာကိုအေးကြီးခန့်ခံတာမှ ထည့်ပြီးရေးမည်ဆိုရင်စီလျော်မည်မဟုတ်ပါအဓိကရေးကြီးသည့်ကိစ္စမှာခရိယန်ဘာသာကသူ့မိခင်ဂျူးဘာသာ၏အမွေကိုဆက်ခံပြီးဘာတွေလုပ်ခဲ့တယ်လဲဆိုသည့်ကိစ္စကသာရေးကြီးသည့်ကိစ္စဖြစ်ပါသည်ဂျူးလူမျိုးများမှာပြောင်မြောက်လာသောတမိုင်းကြောင်းနှင့်တမူထူးခြားသည့်လူမျိုးဖြစ်သည်ဆိုတာအထူးပြောကြမလို့ပါအခြားလူမျိုးများလည်းရင်းခဲ့သူပင်ဖြစ်ပါလိမ့်မည်အလားတူပင်ဂျူးရိုးရာဓလေ့ထုံးစံများမှာလည်းလေးနက်သောအသိပညာများနှင့်မြင့်မြတ်သောစံနှုန်းထားများနှင့်ပြည့်နှက်နေမည်ဆိုတာကလည်း ပြောစရာပဲမလိုပါသို့တော်တစ်ချိန်တည်းမှာလဲဂျူးဘာသာတွင်မိကွန်ထုတ်ဖွယ်ရာအယူအဆများလူမျိုးရေးခွဲခြားသောအမြင်များအမျိုးသမီးများကိုဖိနှိပ်ရန်အယူအဆများလိင်တူချစ်သူများကိုမုန်းတီးသောစိတ်နေသဘောထားများနှင့်လည်းပြည့်နှံ့နေပါသည်ထို့ပြင်ဂျူးလူမျိုးများမှာရေရွဲ့အားဖြင့်နေပါတော်လဲလွန်ခဲ့သည့်နှစ်2000အတွင်းသပိုင်းဆောင်ကိုများစွာတည်ရမှုရှိခဲ့သည်ဟုဆိုတာကလည်းမှန်ပါသည်သို့တော်လူသားမျိုးနွယ်သပိုင်းဆောင်တစ်ခုလုံးကိုခြုံပြီးကြည့်လိုက်ပါကမူ Homo sapiens လူသားမျိုးနွယ်မှာလွန်ခဲ့သောနှစ်3000ကြာက စတင်ပေါ်ပေါက်လာခြင်းဖြစ်သည့်တို့ဖြစ်ရာကျူးမြိုက်ခန့်ကဏ္ဍမှာမပြောပါလောက်စရာသာရှိမိမှလည်းထင်ရှားပါသည်ကျူးပါတာမပေါ်မီနှစ်ထောင်နှင့်ချီစောပြီးလူသားများကကဘာနှင့်ထေချနေတိုင်းပြီးစိုက်ပျိုးမွေးမြူရေးကိုစတင်ကရှေးဦးပထမမြို့ပြများကိုတည်ထောင်ပြီးစာရေးသားချင်းနှင့်ငွေကြေးကိုတည်ထွင်ခဲ့ကြပါသည်လွန်ခဲ့သည့်နှစ်နှစ်တောင်အတွင်းမှာပင်စာဖတ်သူနေဖြင့်တရုတ်သို့မဟုတ်အမေရိကန်ဌာနေတိုင်းသားအိန္ဒိယများ၏ချူထောင်ကနေကြည့်မိဆိုပါကခရစ်ယာန်များနှင့်မွတ်စလင်များထံမှတဆင့်ကြားခံပြီးဖြစ်စည်းထက်ဝင်မှုကလွယ်လို့ ဂျူးမြီသမိုင်းတွင်အဓိကဖြစ်စည်းထက်ဝင်မှုများကိုမြင်တွေ့ရဖို့ခက်ပါသည်။တို့ဖြစ်ရာဟေဘရုဓမ္မကျမ်းဟောင်းမှာကမ္ဘာယဉ်ကျေးမှုသမိုင်းအမှတ်ကြောင့်ဖြစ်လာရခြင်းမှာခရိယန်ဘာသာကဓမ္မကျမ်းစာမှာလှိုင်လိုက်လဲလဲလက်ခံထက်သွင်းခဲ့ခြင်းကြောင့်ဖြစ်ပါသည်။ယင်းနှင့်မတူပဲဂျူးယဉ်ကျေးမှုတွင်ဓမ္မကျမ်းဟောင်းထက်များစွာရေးပါသည်။တာလမွတ်ကျမ်းမှာခရိယန်ဘာသာကလက်တင်မကန်ညင်ပယ်ခြင်းကြောင့်အာရက်များပိုလန်များတတ်များမကြားဘူးစလောက်ဖြစ်သည့်ပညာရှင်များသာတည်တည်ကျဲနေပြင်ရှိနေခြင်းဖြစ်ပါသည်ဂျပန်များနှင့်မာယာလူမျိုးများစွာလင်ကာဆိုဝေယာမရှိပါ ရင်းတို့ဖြစ်ရခြင်းမှာအလွန်နှမျောစရာဖြစ်ပါသည့်အကြောင်းမှာတာလမွတ်ကျမ်းမှာဓမ္မဟောင်းကျမ်းတွင်ရှင်းလင်းများစွာတွေးဆဆင်ခြင်းမှုရှိသောမေတ္တာကရုဏာကိုတွေ့နိုင်သောကျမ်းဖြစ်သောကြောင့်ဖြစ်ပါသည်ဓမ္မဟောင်းကျမ်းကိုမိညာသောပြန်မြောက်သည့်အမှုပညာလက်ရာများကိုပြောပါဆိုလင်လွဲပါသည်မိုက်ကယ်အင်ဂျယ်လို၏ဒေးဗစ်ဘာရီနာ၏နာဗူကိုစစ်မီဓမီ၏ပြညတ်တော်ဆယ်ပါဆိုလင်ပြောစရာရှိပါသည်ဓမ္မတိကျမ်းကိုမိညာသောနာမည်ကြီးအမှုပညာလက်ရာများကိုပြောပါဆိုလင်နဲ့မခက်ပါ လီယိုနာໂດ၏နောက်ဆုံးညစာဘတ်၏စိတ်မတ်ဒရူပြင်းပြတော်အာတိတမွန်တီပိုင်တွင်၏ဘရိုင်ယန်၏ဘဝဟုဆိုမည်ဖြစ်ပါသည် အခုမှတကယ်ခက်သည့်မေကွန်လာမည်ဖြစ်ပါသည်ဇာဘတ်သူနေဖြင့်တာလွတ်ချန်ကိုမှီညံသည့်ပြောင်မြောက်သောအမှုပညာလက်ရာများကိုထုတ်ပြမှိုင်းပါသလား တာလူ့ကျန်းစာကိုလေ့လာသည့်ဂျူးလူဖွဲ့စည်းများမှာကမ္ဘာနေရာအနှံ့အပြားကိုရောက်ရှိနေခဲ့တော့လဲရင်းတို့မှာတရုတ်အင်ဖာရာများတည်ထောင်ခြင်းဥရောပပင်လယ်ရေကြောင်လေ့လာရေးခီးရှင်များဒီမိုကရေစီစနစ်တည်ထောင်ခြင်းများနဲ့ဆက်မှုတော်လှန်ရေးများဆောင်ရွက်ခြင်းတို့တွင်ရေးကြီးသည့်အခန်းကဏ္ဍတို့တွင်ပါဝင်ခဲ့ခြင်းမရှိပါငွေရင်းငါးပြားတက်ကတူပါလီမန်ဗန်တန်လိုက်အိမ်များပုံနှိပ်ဆက်နှင့်ရင်းနှွေးခွင့်အင်ဂျင်အားလုံးတို့မှာဂျူးလူမျိုးမဟုတ်သူများကသာတီထွင်ခဲ့ခြင်းဖြစ်ပါသည် ောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့တော့ပါ